ဒီနေ့မှာတော့노라လေးကိုဖြည့်ဆွတ်စာကြွေးတာဆေးရမ်းမြောင်းနေ့ဖြစ်ပါပြီဒီနေ့မှာတော့노라လေးအတွက်ထမင်းကို rice powder ကိုမသုံးဘဲနဲ့သူ့အတွက်တည်တံ့လေးချက်ပေးထားပါဗါးပြီးတော့ရွှေဖြုံသီးနဲ့ပန်းပွင့်စိမ့်အစာအသင့်နေနေကကြတော့မုံလာဥနီလေးကိုထပ်ထည့်ပေးထားပါဗါးသူ့အတွက်ဝါစိမ့်နီပီတာမင်အစုံပေါင်းလို့ပါပြီးတော့ထုံးစံတိုင်းပဲသူ့ရဲ့အစာစာလေးတွေကို blender နဲ့ကြိတ်ပေးပါဗါးဒီနေ့ကပေါ့နော်မုံလာဥနီလေးပါတော့သူ့အစာစာလေးကပိုချိုပါဗါးဒါကြောင့်မလို့ကလေးလေးကပိုကြိုက်တယ်လို့ထင်ပါတယ်ထုံးစံတိုင်းပဲသူ့ရဲ့ထမင်းကိုလည်းကလေးလေးကကုန်အောင်စားပေးပါဗါးရှင် နိုရာလေးကိုထမင်းကျွေးပြီးတော့ချက်ချင်းပဲပေါ့နော်မိတ်ခိုင်းကျင်လို့နိုရာလေးမမကသူ့အတွက်အဝတ်အစားလေးတွေတရေခံလေးတွေနဲ့အရေကင်းဆောင်ခေါင်းလေးတွေကိုရှော်ပြီးတော့နေလန်းပါတယ်မမနေလန်းနေတဲ့အချိန်မှာနိုရာလေးကတော့သူ့ရဲ့ထမင်းစားထိုင်ကုန်လေးမှာပဲအယုတ်လေးနဲ့ဆော့ပြီးတော့စောင့်ပေးနေပါတယ်ရှင်နူရာလေးကိုပေါ့နော်ထမင်းစားစားပြီးပြီးချင်းမအိပ်စီချင်းလို့ခဏထိုင်ခိုင်းတာဖြစ်ပါတယ်နူရာလေးကပုံမှန်ပေါ့နော် မနက်7:00နာရီမှာထမင်းစားလေးရှိပြီးတော့ထမင်းစားပြီးလို့ရှိရင်အမြန်ရင်15မိနစ်ပေါ့နော်ကြာရင်နိုင်ဝက်7:00နာရီလောက်အိတ်လေးရှိပါတယ်။ဒါကြောင့်မလို့သူ့ကို ထမင်းစားပြီးရင်ခဏလောက်ပေါ့နော်ထိုင်ခိုင်းထားပြီးတော့အသူ့ကိုနှိတ်ကင်းဘက်တည်းရေးအိတ်ခိုင်းပါတယ်။ဘူရာလေးကို မမအဝယ်လမ်းပြရန်နာမှာတချင်းလေးဆိုပြီးတော့ချော့သိပ်ပါတယ်။ချော့သိပ်ပြီးတော့တိတ်မကြပါဘူး။ထမင်းစားထားတဲ့အချိန်နဲ့ပေါ့နော်။ဘူရာလေးကအိတ်ခိုင်းလာပြီးတော့အိတ်ပျော်သွားပါတယ်ရှင်။ ရွှေတွေမင်းမင်းစံတဲမီမီလေးဝါလုံးလေးကဝိုင်းနေသလိုသမီးလေးမျက်နှာချူ နူရာလေးအိတ်သွားတာနဲ့နူရာလေးမမကလှုပ်ရှားရှိတာတွေကိုမြန်မြန်လှုပ်ပြီးတော့နူရာလေးမနှုတ်ခင်မှာနူရာလေးပပအလုံးမသွားခင်ချက်ပေးခဲ့တဲ့နေ့လေစာကို စားပါတယ်ကျေးဇူးများ යි တင်ပါတယ်ရှင့်